ဘာသာဝါလာရှင်ညီကောင်မတော်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာနိုဝင်ဘာလ13ရက်နေ့နောက်ဆုံးရအာဆင်မနက်ခင်းသတင်း၄ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် YouTube Facebook TikTok ကကြည့်ရှုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာ ကဲဖရောင်းတင်းတပုတ်ကိုတော့စပိန်ဘက်ကလာတဲ့သတင်းတပုတ်ဖြစ်တဲ့တိုက်စစ်ကစားမတအုံနဲ့ကျွန်တော်စပြီးဖွင့်လိုက်အောင်အာဆီနယ်မှာဒဏ်ရာနေပြန်လည်တက်တာလိုက်တိုက်စစ်ကစားမတွေပုံတော့မှဖြစ်တဲ့အတွက်ဒီသတင်းကဖြစ်လာနိုင်ကြရခိုင်လို့တော့နည်းတယ်ဒါပေမဲ့ဈေးကွက်ထက်ကနောက်ဆုံးရသတင်းတွေကိုတင်ဆက်တာဖြစ်တဲ့အတွက်ဒီသတင်းကိုတော့ကျွန်တော်တို့ချက်သုံးသပ်ကြည့်လိုက်အောင်တကယ်အစ်စ်မှန်လား ရူမာလာရောက်လာနိုင်ချေရှိလားကျုပ်သုံးသက်ကြည့်လိုက်အောင်ဒီသတင်းတော့ကျွန်တော် DIU Sports ကနေပြီးတော့ကူးယူဖော်ပြပါရယ်ဒါတော့အတာအီယောင်းလို့ခေါ်တဲ့ La Liga Club Liban ၏အသင်းရဲ့တိုက်စစ်ကစားသမား Arsenal ကခေါ်ယူခြင်းနေပါရယ်ဒီကစားသမား Arsenal တသိန်းနဲ့တော့ကြိုက်နေကြတာမဟုတ်ဘဲနဲ့ La Liga ထိပ်သီးအသင်းတွေဖြစ်တဲ့ Barcelona နဲ့ Real Madrid တို့ကလည်းစိတ်ဝင်စားနေတယ် ဒီကစားသမားတော့ကျောင်းညီကိုနဲ့တိတ်ပြီးစိတ်မမဟုတ်ဘူး။ Orcas လာတော့ကကျွန်တော်တို့နဲ့ခြေစမ်းပွဲကံခဲ့တဲ့ဘီလာကြီးရဲ့အသင်းရဲ့တိုက်စစ်ကစားမား Arsenal ဘက်ကတော့မှတကိုးသွင်းခဲ့သေးတယ်။ကျွန်တော်အမှန်မှောက်ဆိုရင်ဒုတိယဂိုးဖြစ်လိမ့်မယ်။အဝေးတိုင်းတောက်မှသူခုံပြီးတော့ သွင်းသွားခဲ့တာဗောလေအဲအာဆင်နယ်တင်းနဲ့ရေဆိုင်တွေ့တဲ့ပွဲမှာသူတကိုးသွင်းနိုင်ခဲ့တယ်ပြီးတော့အခုနောက်မှာသူ့ရဲ့ finishing ပိုင်းနေအမြင်ပေါ်ကျွင့်မှုနဲ့ပတ်သက်ပြီးတော်များအသင်းတွေကလိုချင်တယ်ဘာစီလိုနာဆိုလို့ရှိရင်လည်းလီဝန်ဒေါစကီရဲ့နေရာကိုအစားထိုးတဲ့ဒီဇာမောက်ဒေါက်ရှော့စောင့်ကျင်ဆိုပြီးသတင်းတွေထွက်နေလို့အာဆင်နယ်ကလည်းအခုဒဏ်ရာကစားမိုက်တော်များပြန်လဲတက်တာလာမှမှတ်မိမဲ့ဒီကစားမိုက်တန်ကြီးအရာပြောင်းရွှေ့ကြီးအရာခုံကျင်တဲ့ အသေးနဲ့မှပါဝင်လာတယ်ဆိုပြီးတော့ DIU Sport ကဖော်ပြသွားတယ် Transfer Market မှာ UO တန်း30ပဲရှိတယ် Transfer Market မှာ UO တန်း30ရှိရဲ့ကစားသမားကိုလီဗန်တီတို့သူတို့ပြန်ရောင်းရင်တန်း30 40ဆိုရင်ရောင်းချနိုင်ချေရှိတယ်ဒါပေမဲ့ Arsenal တို့ကခေါ်ပါမလားဒီကစားသမားရဲ့အနေထောက်ကျွန်တော်တွားပြီးကြည့်တဲ့အခါမှာအရက်9ဘေး17လက်မှရှိတယ် အမြင်ပေါ်အားသာတယ်ပြီးတော့ box ထဲမှာ one tap ရိုက်တာလीမဆိုးဘူးလာလီကာမှာဆော့လာတော့မသိဘူးအဲ့ဒီ link ကတွဲတဲ့အပိုင်းနေ one tap ရိုက်တဲ့အပိုင်းနေပြန်ပြီးဖန်တီးပေးတဲ့အပိုင်းမှာတော်တော်လေးကိုမှကွန်ဘိုမိတဲ့တက်စစ်ကစားမှတဦးနဲ့ခြုံထွက်နေတဲ့ forward ကစားမှမဟုတ်ဘူးဒါမျိုးကအိုက်ဒါစိတ်ကြအရန် bus line ဖြစ်တဲ့ force line ကစားမှ2ရဲ့တိုက်ထဲမှာပါတယ်အဲ့တော့ဒီကစားမှကိုလက်ရှိမှာအသက်22နှစ်ရှိပြီ cameron သား2029ခုနှစ်ထိတော့လီဘန်ဒီနဲ့စာချုပ်ရှိသေးတယ်လီဘန်ဒီကိုသူရောက်တာသိမကြသေးဘူး အ2025ဒီနွေစည်းကွက်မှာမှလီဗန်တီးကိုယူသုံးတန်းနဲ့ရောက်လာခဲ့တာအဲ့တော့ဒီကစားမဘီလာကြီးရကနေပြီးတော့ရောက်လာခဲ့တာဗောလေဒီယာတီပြိုင်ပွဲဆုံး12ပွဲမှာ12ပွဲပွတ်ထွက်လာတယ်6ဂိုးသွင်းပြီးတော့သုံးလုံးဖိုင်ထားတယ်စောစောကကျွန်တော်ပြောလို့ပဲအမြင်ပေါ်အားသာရတဲ့ခါကျရင်ဂိုးသမားနဲ့တောင်ရှင်ခုံပြီးသွင်းသွားတဲ့အပိုင်းကြီးအောင်ရှိတယ်မနစ်ကဆိုလို့ရှိရင်သူ့အနေနဲ့ဒီဘီလာကြီးရဲ့မှာကစားခဲ့တဲ့ပွဲရှိအတိုင်းမဲ့ကျွန်တော်ကြည့်ရသလောက်တော့အရှိကဘီလာကြီးရဲ့မှာသူအရင်ခြေစွမ်းပြခဲ့တာမဟုတ်ဘူးအောက်တန်းအသင်းတချို့မှာတော့ဂိုးတွေအများကြီးသွင်းခဲ့တာတွေ့ရတယ်อืม အသင်းကြီးရဲ့လိုချင်တယ်ဆိုလို့ရှိရင်တော့ဒီထက်အများကြီးကောင်းတဲ့ performance ပြဖို့လိုအပ်တယ်။တခါကျရင်အာဆင်နယ်ကဒီလိုကစားမမျိုးသဘောကျတဲ့စိတ်ဝင်စားစုမဲ့တနှစ်နှစ်နှစ်လောက်တော့ဆက်ပြီးစောင့်ကြည့်ရမျိုးလည်းရှိတယ်။အသက်ကလည်းအခုမှ20နှစ်နှစ်ပဲရှိသေးတဲ့စင်ဒီကောသားဖြစ်တဲ့အတွက်ပေါ့လေ။အဲ့တော့ဒီကစားသမားအနေနဲ့ ကာတက်မာတော့ကသူစုစုပေါင်း46ဝက်မှာ14ကိုသွင်းပြီးနှလုံးဖိုင်ထားတယ်။လီဘန်တီကိုရောက်တဲ့ချိန်မှာတော့9ကိုသွင်းပြီးတစ်လုံးဖိုင်ထားတယ်။စုပေါင်း9ဝက်မှာဘီလာယီရဲ့မှာတော့9ဝက်မှာ2ကိုသွင်းပြီး2ကိုဖိုင်ထားတယ်။ဒါကစီနီယာ level အဆင့်သွင်းမှုတွေဖန်တီးမှုတွေပေါ့လေ။အဲ့တော့ဒီကစားမှအာဆင်ရဲ့ရောက်လာနိုင်ရည်ရှိတာဆိုတော့ရောက်လာနိုင်ရည်ကြိုင်တော့အရန်နေတယ်။ဘာကြောင့်လဲဆိုတော့လက်ရှိအာဆင်မှာခိုင်ပတ် ဂျေဆုပီတာယိုဂရက်လိုကစားသမားမျိုးတွေရှိတဲ့အပြင်မှာအကယ်များအာဆင်နယ်သင်းကတိုက်စစ်ကစားမတူဒေါရောင်မီခေါ်မယ်ဆိုရင်ဒီထက်ပိုပြီးကောင်းတဲ့ကစားသမားမျိုးတွေငွေနဲ့နဲ့တုံးပြီးတော့ခေါ်နိုင်ချေရှိလို့ကျွန်တော်ထင်တယ်။နောက်ဆုံးဂျေဆုထွက်ခွာသွားမှာပဲတိုက်စစ်ကစားသမားတွေနဲ့ပတ်သက်ပြီးအာဆင်နယ်တို့ငွေသုံးလိုက်မယ်လို့ထင်ပါတယ်။ ဒုတိယနောက်သတင်းတစ်ပုဒ်ကတော့ TikTok ကဖော်ပြထားပါလေဒါကတော့ Manchester City အသင်းကအာဆင်နယ်အသင်းမှာပွဲကစားချိန်နှဲပါနေခဲ့တဲ့ Van White နဲ့ပတ်သက်ပြီးတော့စောင့်ကြည့်မှုတွေလုပ်နေဆိုပြီးတော့ TikTok ကဖော်ပြထားပါတယ်ဒီသတင်းကျွန်တော်ကြားတဲ့အချိန်မှာဒါ rumor ပဲဆိုပြီးကျွန်တော်သိရတယ်ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတာက TikTok ကိုယ်တိုင်ကလည်းသူတို့ရတဲ့သတင်းထောက်စီကနေပြန်လည်ကူးယူဖော်ပြဆို credit ပေးထားတွေ့အဲ့ဒီသတင်းထောက်ကဘယ်သူလဲဆိုတော့ Grimmy Vine လေးကြောင်းကြီးကိုင်းနဲ့မစိမ်းဘူးကြံခဲ့တဲ့ຫນွေစည်းကွက်မှာတော့မကြာခဏကျွန်တော်ကြားခဲ့ရတဲ့သတင်းထောက်တစ်ယောက် Grimmy Vine လေးရဲ့ဖော်ပြထားချက်ရဆိုရင်တော့သူကအဲ့ဒီ ောင်းမမှာဗာရေးထားလဲဆိုတော့ချဲ့ခိုင်မှုပြဿနာရှိနေလို့ဂျူရီယန်တင်မအရန်ရောက်နေခဲ့တဲ့ဘန်ဝိုက်အတွက်ဆိုရင်တော့ဒီကာလတွေကစိတ်ပြက်စရာပါပဲသူကဆော်ဒီကိုတော့မှမဟုတ်ပါဘူးအကေးအာဆင်နီယားထွက်ခွာမယ်ဆိုရင်လက်ရှိသူ့ကိုစောင့်ကြည့်နေတဲ့အသင်း၃သင်းရှိတယ်မန်ချက်စတာစီးတီးဂျူဗင်တက်အက်တလက်တီကိုမက်ဒရစ် ဒီသုံးသိန်းရှိပြီးတော့အကိမ်များဘန်ဝိုက်ကထွက်ခွာခြင်းကြာလာအာဆင်နယ်ကပဲဒီကစားမောက်ရောင်းကျင်လာလားဆိုရင်တော့လာမယ့်ຫນွေဈေးခွက်လောက်မှာပဲသိရမယ်ဆိုပြီးတော့ဒါ Green Bay လေးကပြောသွားတယ်ဒီနေရာမှာ Manchester City ဒီကစားမောက်လိုချင်တာကသူတို့ရဲ့ right back position မှာရှိတဲ့ Rico Lewis ကအသက်20ပဲရှိသေးတယ်အတွေ့အကြုံတွေလိုအပ်နေသေးတယ်ပြီးတော့နောက်ထပ်ကစားမောက်တူဦးဖြစ်တဲ့အသက်28နှစ်ရဲ့ Matthew Nunez ကလည်းပတ်ကွာလိုက်လာအရင်သဘောကျတဲ့ကစားသမားကြီးတွေမှာမပါလာဖြစ်တဲ့အတွက်ဘန်ဝိုက်လိုမာကုံလည်းရှိတယ်စတောင်းတာဖြစ်နေမယ်ဆိုရင် အင်ဂျူရီသာမရလို့ရှိရင်ပရီးမီးယားလိမှာလည်းတက်တည်ပြချက်တွေအများကြီးရှိရတဲ့ကစားမဖြစ်တဲ့အတွက်တန်ကြီးတရက်နဲ့ခေါ်ဖို့စိတ်ဝင်စားနေဆိုပြီးတော့ Green Bay လေးကဖော်ပြသွားတယ်။အဲ့တော့ဒီသတင်းလေးကိုသုံးသပ်ကြည့်လိုက်မယ်ဆိုရင်သူ့ရဲ့ထင်မြင်ယူဆချက်အရေးသားနဲ့ပဲရေးထားတွေ့ရတယ်။တရားရဂိုင်းလုံးဘယ်တင်းကတော့ကြိုက်နေလို့ပါဝယ်ပါပါ။သူကတော့တရားဂိုင်းလုံးအသင်းတွေထွက်မှာပါဆိုတဲ့အရေးသားမျိုးမတွေ့ရတာဖြစ်တဲ့အတွက်ဘန်ဝက်ကိုကြိုက်တဲ့အာဆင်နယ်ဖန်တီနဲ့ဆိုရင်တော့ဒါကိုကောလာဟာလာ ရူမာဖြစ်သတ်မှတ်လို့ရတယ်။အဲကြောင့်ဒီသတင်းကိုကျွန်တော်စတွေ့ရဲဟိုကဘန်ဝိုက်ကတော်တော်နဲ့တော့အာဆင်နယ်နဲ့ထောက်ခွာသွားမှု။ဘာကြောင့်လဲဆိုတော့ဘန်ဝိုက်နဲ့ပတ်သက်ပြီးအာတီတာမှလည်းယင်းထဲမှာတခုတော့ရှိမှာပဲ။ဘာကြောင့်လဲဆိုတော့အာတီတာအာဆင်နယ်ကိုစပြီးတိဆောက်တဲ့ချိန်မှာသူအာကိုတကြီးခေါ်ခဲ့တဲ့တန်ကြီးမြင့်ကစားသမားကြီးရဲ့တယောက်ကောင်းတူဆိုသူဖြတ်တန်းလာခဲ့တဲ့ကစားသမားကြီးပေါ့လေ။ဒီလို player တက်ကိုတော့အာဆင်နယ်ကအသက်28နှစ်အရွယ်မှာရောင်းချမယ်တော့မထင်ဘူး။စာချုပ်ကလည်း2028ခုနှစ်တည်းရှိသေးတယ်။2026 ဒီຫນွေစည်းကွက်ပြီးွားလို့ဘောလုံးရဲ့ဒီစတင်တဲ့ချိန်ချာမှာတက်တန်းတိုးမလားရောင်းမလားဆိုတော့ဟိုအဲ့ကြလောက်မှစပြီးတော့စဉ်းစားနိုင်တယ်လောလောဆယ်ထီတော့အာဆင်နယ်က2028ခုနှစ်ထိစာချုပ်ကြံကစားသမားတွေနဲ့ပတ်သက်ပြီးအလော်ဂျီတက်တန်းတိုးဖို့ကိစ္စကြီးမလုပ်သေးဘူးအဲ့အတွက် အာဒီတာအနေနဲ့ဒီကစားမောက်ဆက်ပြီးထိန်းထားမှာရောင်းမလားဆိုတော့အနာနီမှပဲကျွန်တော်တို့သိရမယ်တချို့ပိတ်တွေရေးသားနေတယ်လို့မျိုးအာဒီတာကထင်မှမှတင်မှဖြစ်သွားပြီးဘန်ဝက်ကိုလုံးဝမကြိုက်တော့ဘူးဆိုတာတွေကလည်း ဖြစ်နိုင်ခြင်းအရင်နေတယ်။ဘာကြောင့်လဲဆိုတော့ဘန်ဝိုက်နဲ့ဂျူလီယန်တင်မာနဲ့ကမတူညီတဲ့ plain style နှစ်ခုအဲ့အတွက်တင်ပါအောင်နားကျင်ပေးကျင်နေဆိုဘန်ဝိုက်ကိုတုံးလို့ရတယ်။ဘန်ဝိုက်ကိုတုံးလိုက်အချိန်မှာတင်ပါအောင်လည်းနောက်ပွဲအရေးကြီးအချိန်မှာအနားပြေးထားလို့ရတယ်။ဒါကြောင့်မို့ဒီနေ့ရောက်စလုံးကတော့အာတီတာရဲ့ရှေ့ဆက်သွားမယ့်လုပ်ငန်းစဉ်မှာတော့အရေးကြီးတဲ့ right back ကစားမတူဦးဖြစ်ရှိနေပါတယ်။ ဘန်ဝိုက်ကတော့ဒီယာတီပြိုင်ပွဲသုံး6ပွဲမှာ4ပွဲပဲပွတ်ထက်ကစားဝေးရထားတယ်။ twin go ဖန်တီးမှုတော့မရှိသေးဘူး။ဒါကလည်းဒန်ယာကြီးတစ်ဖက်နဲ့သူအာဆီနိုအတွက်ပွဲကြီးအများကြီးကစားခဲ့ရတယ်။အဲ့ဒီဒန်ဒီကြောင့်တကယ်ကြီးခွဲစိတ်ပြီးရခါမှာလက်ရှိချိန်ထိစက်ခုံပြန်ပြီးတော့တီဆောက်နေရတယ်ဗောလေ။ကြံခဲ့တဲ့ဘောလုံးယာတီတော့ကလည်းဂျူလီယန်တင်မှာခြေစွမ်းပြနေခဲ့တဲ့အကြောင်း28ပွဲကစားဝေးရခဲ့တာမှန်ပေမဲ့18ပွဲပဲပွတ်ထက်ထားတယ်။အဲ့ဒီမှာဆိုလို့ရှိရင်တော့2 go twin အဲနှလုံးဖန်တီးထားနိုင်ခဲ့တယ်။ twin ကိုတော့မလုံးနိုင်ခဲ့ဘူးပေါ့လေ။အဲ့တော့ကျောင်းကြီးကိုဒီ brown white ပေးတဲ့တည်းအားလုံးလည်းဒီသတင်းနဲ့ပတ်သက်ပြီးစိတ်ပူစရာမလိုဘူး။ဒါကိုတော့ကျွန်တော်က rumor လို့ထင်ပါတယ်။တတိယမြောက်သတင်းတစ်ပုဒ်ကတော့ Norway သင်းရဲ့နီးပြချုပ် Solan Bus ကမာတင် Odegaard နဲ့ပတ်သက်ပြီးနောက်ဆုံးရအခြေအနေကိုပြောသွားပါဗောလေ။လောလောဆယ်သူပြောတာကိုပဲကျွန်တော်တို့ကြားရမှာ။ဘာကြောင့်လဲဆိုတော့မာတင် Odegaard ကလန်ဒန်မှာမရှိဘူး။ Norway သင်းပွဲစဉ်တွေကိုလိုက်ပါအားပေးကြည့်ရှုဖို့အတွက်လိုက်သွားတယ်လို့ကြားသိရတယ်။တချို့တွေကတော့ Twin Line နဲ့ Injury ပြန်ပြီးထိသွားမှာစိုးရိမ်တယ်ဗောလေ။ဒါပေမဲ့အဲ့ဒါကလည်းကျွန်တော်တို့ပြောလို့မရဘူး။ ကပရင်တယောက်နိုင်ငံလေယူစင်တယောက်နိုင်ငံကိုဥဆောင်နေတဲ့ကစားသမားတဦးနေနဲ့ဆိုသူ့နိုင်ငံအတွက်တခုခုတော့နောက်ကွယ်နဲ့သူပါဝင်သွားတာကပွဲကစားတာတက်ဆိုင်ရင်ဒဏ်ရာကြီးတစ်ဖက်နဲ့ဆိုရင်အများကြီးအထောက်အကူပြုတယ်အသင်းပလေယာတွေကိုအဝလဲခန်းထဲမှာလှုံ့ဆော်ပေးတဲ့အပိုင်းတွေဟောအသင်းရဲ့ဒီကဘာဖလားဝင်ဝင်ရောက်ဖို့အတွက် ဒီအခုဆိုရင်သူတို့ကအုပ်စုဘုံနေရာအတွက်ပဲယူရတော့မှာကျန်တာတော့ဝင်ဝင်ရသွားပြီခြေစပွဲသူတို့ဒီ group i မှာဆိုလို့ရှိရင်မော်လီနော်ဝေက16မှတ်6ပွဲကံပြီးချိန်မှာဒုတိယနေရာကအီတလီက15မှတ်6ပွဲကံပြီးချိန်မှာကျန်တဲ့ istre တို့ estonia တို့ moldova တို့ဆိုတာကအမှတ်တော်တော်လေးပြည့်ကြံခဲ့ပြီအဲ့တော့သူတို့ကဓာတ်ရိုက်ခြေစပွဲအောင်တဲ့အဆင့်တစ်နေရာကိုပဲ ောက်တစ်ပွဲနှစ်ပွဲမှာသူတို့အနိုင်ကံသွားရင်ရပြီပေါ့လေတပွဲလောက်နိုင်အောင်ရပြီလို့ပြောလို့ရပါတယ်အဲ့တော့၁၄ရက်နေ့ကျရင်သူတို့အက်စတိုးနီးယားနဲ့ကံမယ်၁၈ရက်နေ့ကျရင်အီတလီနဲ့ကံမယ်အဲ့တော့ဆိုလန်ဘက်ကမာရီအိုရီကက်နဲ့ပတ်သက်ပြီးဘာပြောသွားလဲဆိုတော့မာရီအိုရီကက်ကတဖြည်းဖြည်းတိုးတက်လာနေပါတယ်ပွဲပြန်ကစားနိုင်မှုကတော့ဝေးပါသေးတယ်ဒီနိုဝင်မှာ International Break မှာနိုဝေအသင်းရဲ့ကျန်းမာရေးအဖွဲ့နဲ့တူတူသူကရှိနေပါပါနောက်ရက်မှာတော့ကျွန်တော်တို့မီလန်မှာ training ပြန်ပြီးစေးတဲ့ခါလဲသူလိုက်ပါလာပါလိမ့်မယ်ဆိုပြီးပြောသွားတယ်အဲ့တော့ဆိုလန်ဘက်ကပြောသွားချက်အရဆိုရင်တော့မာရီအိုရီကက်သူနားမှာရှိတယ် တဖြည်းဖြည်းချင်းလဲတိုးတက်လာနေတယ်အပြည့်အဝပြန်ကစားနိုင်ဖို့ကတော့ဝေးပါသေးတယ်အမေရိကန်အာဆင်နယ်တက်ဆိုင်အဲ့နော်ဝေးအသင်းကမာဒီအိုဒီဂတ်ကိုဆော့ဆော့ထောင်သုံးကျင်သေးတယ်သူတို့ကတော့မှကစားသမားတရားအောင်မကြံခဏစောင့်ကြည့်နေပါဆိုတော့နိုင်ငံလေးပြည်တွင်းမှာဟာလန်လို့မာဒီအိုဒီဂတ်တို့ဆိုတာသူတို့အတွက်လုံးဝယတနာပဲ အဲ့လိုကစားမှသူတို့ကတကယ်ကိုသုံးကျင်တာဒါပေမဲ့လုံးဝသုံးလို့မရတဲ့အတွက်သာသူတို့ကအချိန်တွေကိုစောင့်ကြည့်တာပေါ့လေဒါကြောင့်မာတင်အိုဒီဂန်နဲ့ပတ်သက်ပြီးကျွန်တော်ကြည့်ရတဲ့လောက်ကတော့ဒီဇင်မာလောက်မှပဲပြန်လာနိုင်ချေရှိတယ်။ဘာကြောင့်လဲဆိုတော့လက်ရှိအချိန်ဒီမြက်ခင်းစိမ့်ဒီပေါ်မှာ fully training မစင်းနိုင်သေးဘူးဆိုတာကကျွန်တော်နောက်ထပ်၁၀ရက်၁၅လောက်ထပ်ပြီးစောင့်ကြည့်ရမယ့်အနေထားရက်၂၀လောက်စောင့်ကြည့်မယ့်အနေထားတော့ဖြစ်သွားပါတယ်။အသက်၂၆နှစ်ရဲ့နော်ဝေသားကတော့၂၀၂၈ခုနှစ်ဒီအာဆင်နယ်ရဲ့စာချုပ်ရှိသေးတယ်။ဒီယာဒီပြိုင်ပွဲဆုံး9ပွဲမှာ9ပွဲပဲပွဲထွက်တာပြီးတော့နှလုံးဖိုင်တာတယ်။ ဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောရမယ့်ကစားခြင်းလည်းဆိုတော့ဘိုင်ဘာဖုန်းတို့ညာကို646 6လုံး33တိန်တစ်ပတ်ညာကို9963ခေါင်းနေရာတို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ဘိုင်ဘာပဲဆော့ဆော့ပါကိုထွတ်စီမှာဆော့ခြင်းနဲ့အကောင့်ဖွင့်ခြင်းနဲ့မေးမြန်းခြင်းနဲ့ဆိုတော့ကျွန်တော်စီမှာလာပြီးဆော့လို့ရပါတယ်အကဲဘောလုံးပွဲကြီးမဆော့တဲ့ဘူးဆိုရင်လည်း YouTube မှာကျွန်တော်ကိုအားပေးလို့ရပါတယ်ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကတော့ ကျွန်တော်တို့အာဆီနယ်တင်းရဲ့ခန်းစည်းကြောက်ဆောင်ဂေဘရီယယ်မဂါရီနဲ့ပတ်သက်ပြီးဝမ်းသာစရာသတင်းပြောလိုက်အောင်တချို့လည်းမနေ့ကတီးပြီးလောက်ပြီအဲ့ဒါပါလဲဆိုတော့အာဆီနယ်အသင်းကပေးရတဲ့အော်တိုဘာလာအတွက်အကောင်းဆုံး player of the match ကိုတော့ဂေဘရီယယ်မဂါရီကရရှိသွားပါတယ်ဒီစုကိုတော့အခြားစကားထင်အဆင့်ပြိုင်ဘက်ကစားသမား၃ဦးဖြစ်တဲ့ Declan Rice, Bukayo Saka, Julian Demarro ကိုကျော်ဖြတ်ပြီးတော့သူကရရှိသွားခဲ့တာပါလက်ရှိအချိန်မှာတော့သူကဘရာဇီးလက်ရွေးစင်အသင်းနဲ့ပူးပေါင်းနေပြီးတော့၁၅နှစ်ကြာရင်စီနီဂေါ၁၉နှစ်ကြာရင်တူနီရှားတို့နဲ့ကြိုင်ရမယ့်ပွဲစဉ်တွေရှိတယ် ဒါတွေကလည်းခြေစမ်းပွဲလို့ကြားရပေါ့လေအဲ့တော့29နှစ်ရဲ့ဘရာဇီးသားရောအာဆင်နယ်နဲ့စာချုပ်တက်တန်ကြံခဲ့တဲ့ຫນွေကတိုးထားခဲ့တဲ့အကြောင်း2029ခုနှစ်တည်ရှိသေးတယ်ဒီရသည့်ပြိုင်ပွဲဆုံး18ပွဲမှာ15ပွဲအထိပွဲထွက်ကစားပြီးတော့2ဂိုးသွင်း3လုံးဖိန်းထားတယ်အဲ့တော့အာဆင်နယ်တင်းကပေးရတဲ့တလတ်တာအကောင်းဆုံးစုကိုဒီရသည့်မှာရတဲ့ player တွေကိုပြောပါဆိုရင်တော့ August လတုန်းကကာလာဖီယိုရီရတယ်စက်တင်ဘာလတုန်းက Martinelli ရတယ်အခု October လတည့်ပေးရတဲ့စုကတော့ KB မကကြီးရတယ်တလောက်တယောက်ချင်းစီမထပ်ဖဲနဲ့ရသွားပါဘောလေအဲ့တော့ ဂေဘီယာမဂါကြီးကတော့အာဆင်နယ်အသင်းအတွက်ဆိုတကယ်ကိုကောင်းမွန်တဲ့ပလေးယားပါကျွန်တော်တို့နီဝါဆယ်အသင်းနဲ့ပွဲစဉ်မှာသူ့ကိုနောက်ကနေဖောင်းလုပ်ပြီးတော့ပြန်ပြန်ကစားမှသွန်းသွားတဲ့တကူရှိတယ်ဒါလည်းသူ့အားနေတယ်လို့ပြောလို့မရဘူးဟိုတနေ့ကကျွန်တော်တို့ပေးလိုက်ရတဲ့ဒီဆန်နာလန်သိန်းနဲ့ပွဲစဉ်ဒုတိယဂိုးမှဆိုလို့ရှိရင်လေသူကပြိုင်ပွဲကစားသမားရဲ့လူစားလေးပြီးဝင်လာခဲ့တဲ့စတာမီနာအပြည့်နဲ့ကစားမောင်သူလိုက်ထင်းရအဲ့ချိန်မှာသူတော်တော်လေးပင်ပန်းနေပြီဒါပေမဲ့သူ့ရဲ့တွက်ချက်မှုကလည်းဒီကစားမောင်ကိုလူကာထားပြီးတော့ရိုင်ယာထွက်ဆွဲတဲ့အချိန်ကိုဒလေးလောက်ပြလိုက်တဲ့ပုံစံမျိုး ရာယာအဲ့ဘောလုံးဝင်ပြီးဆွဲမယ်ဆိုပြီး तू ကဒလေးထားတာဒါပေမဲ့တစ်ဖက်ကစားမှတော်တော်လေးအင်ပြေအားပြင်းနဲ့လူစားလဲပြီးဝင်လာတဲ့အခါမှာတော့ तू တွန်းထားတဲ့ဂျာကပဲလေးရက်နေခုန်ကစ်ပြီးတော့ဂိုးသွင်းသွားခဲ့ဒါပေမဲ့တော့အဲ့လိုမီနီဘိုင်းစက္ကန့်တွေမှာဖြစ်တတ်တယ်ဒါပေမဲ့ GB မခိုင်းအသင်းထွက်အရေးပါတဲ့ twin goal တွေဖန်တီးမှုတွေကိုဒီရာဒီမှာအများကြီးလုပ်ထားဖြစ်တဲ့အတွက်ဒီလိုမျိုး movement လေးတွေကိုတော့သူ့ကိုကျွန်တော်တို့အပြစ်တင်လို့တော့မရဘူးပေါ့လေဒီပြမကားရဲ့အကောင်းဆုံးຢာတီလို့တော့ကျွန်တော်ကဒီຢာတီမှာထင်နေပါတယ်။ကဲအဆုံးထိကြည့်တဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။